ောကျောင်းသားတက်တဲ့တိုက်ထိုးတိုက်ဘလောက်ထိုး30ထိုးတော့တဆယ်၂၀လောက်ရောက်လာပူတာလေးလာတော့တော်တော်တော်တပေးချက်လိုက်တော့ဆရာတောက်ကပဲကျွန်တော်သူပြေးလိုက်တဲ့ပကံများပြန်ပြေးလို့မမိဘူးပြေးနေရတယ်အင်္ဂလိပ်အတင်းကအပြေးတော့တော့မမြန်ဘူးပေါ့နော်မဒါဘာလို့မလုပ်နိုင်ရတာလဲဘယ်သူမှဘာမှအပြေးမပြောဘဲနဲ့ကိုယ့်အကူပဲပြန်ပြီးတိဆောက်တယ်တဲ့အချက်ကတော့ဒီနိုင်ငံနဲ့တချင်းဆိုတဲ့အချိန်အဲ့ဒီအချိန်ကတော့ ကိုယ့်ရဲ့အကောင်းဆုံး feel လည်းမယ်2013စီးကိမ်းမှာဒီအင်ဒိုနီးရှားကိုကျွန်တော်ရှုံးရတဲ့ပွဲပေါ့ဒီဘဝမှာနောင်တရတော့နောင်တရတော့ပွဲလို့ပဲပြောအောင်ပါ7နှစ်လောက်ဖြစ်မယ်ဆူဇူကီကပ်မှာလာမသိအစင်ကာပူကိုယ့်ရဲ့ရှုံးနေတဲ့ပွဲတွေလို့ပါဆိုမမရတော့တညာလုံးတော့အိမ်မရခဲ့ဘူးဟုတ် MC ပိတ်သက်ကြီးမင်္ဂလာပါခင်ဗျာဒီနေ့တွေ့ဆုံပြင်းပြသွားမယ်သူကတော့ဒါဘလုံး မှာကိုချောကိုကိုပေါ့နော်အခုမင်္ဂလာပါဟုတ်မင်္ဂလာပါခင်ဗျာဟုတ်ကဲ့ပါကျွန်တော်ကတော့မဟာယူနိုက်တက်မှာကစားနေတဲ့ချောကိုကိုဖြစ်ပါခင်ဗျာဟုတ်ကဲ့အခုအမဟာမှာကျတော့ဘယ်လိုမျိုးလေးတွေအတင်းနဲ့ဇာချိုးချုပ်တတ်တာလဲဘယ်လိုမျိုးလေးတွေတွားနေတာလဲပေါ့နော်စီနီယာကစားသမားတယောက်အနေနဲ့ပေါ့တစ်ချက်ပြောပြပါအောင်ကိုဟုတ်ကဲ့ကျွန်တော်မဟာယူနိုက်တက်ကိုကစားပြတာတော့ကျွန်တော်အကူတွေလည်းဖြစ်တဲ့စီနီယာလည်းဖြစ်တဲ့အခုမဟာယူနိုက်တက်ရဲ့ညီပြချုပ်ကြီးဖြစ်နေကိုစော်လင်းထွန်းပေါ့နော်ဒီအကူရဲ့အကူညီကြောင်းနဲ့ပဲကျွန်တော်ဒီ မဟာယူနိုက်တက်ကိုပဲပြောင်းရွှေ့ကစားပြစ်တာပါဟုတ်ကဲ့ဟုတ်ကဲ့ပါဆိုတော့ဟိုတရားတီပေါ့ကိုဟုတ်ကဲ့တရားတီပါပဲဟုတ်ကဲ့ဟုတ်ကဲ့ပါဟိုအတွေ့အကြုံတွေလည်းဒါပြပထွက်ကစားခဲ့တဲ့အတွေ့အကြုံတွေလည်းရှိတယ်ဆိုတဲ့အခါကျတော့လူငယ်တွေကိုအကောင်းဆုံးဘယ်လိုမျိုးထိန်းချောင်းပြီးတော့ကိုဘယ်လိုမျိုးသွားမလဲအကူရဲ့ရင်မှန်းချက်လေးပေါ့ဒီတစ်နှစ်အတွက်ကိုလीကျွန်တော်ကတော့ဒီနီးပြချုပ်ရဲ့ အဲသူရတာဝန်ပေးမှုပေါ်မှာသူကတော့ကျွန်တော်အစအအောင်ဆုံးစပြောတာတော့အတင်းကိုအကောင်းဆုံး lead လုပ်ပါအတင်းကိုအကောင်းဆုံးဦးဆောင်ပြီးတော့မှအလုပ်လုပ်ဖို့တော့မှာကြပေးထားပါတယ်ဟုတ်ကဲ့ပါဟုတ်အတင်းကလူငယ်လေးနဲ့ပေါ့ဘယ်လိုမျိုးလေးတွေ PU လေးတွေရှိလဲဘယ်လိုမျိုးလေးတွေအခြေဆက်ရှိလဲပေါ့ဟုတ်ကဲ့ကောင်းပါလားအခုလူငယ်တွေကလည်းဘောလုံးနဲ့တိုက်ပြီးမွေးကြတော့လေအဲဒီ training session တွေမှာကျွန်တော်တို့ကတော့ဒါလေးကတော့ကောင်းတယ်ဒါလေးကတော့ဟိုဟာဖြစ်တယ်စိုးတယ်ဆိုတော့ရပုံမှာလည်းလိုက်ပြီးတော့လိုက်နာတဲ့ကလေးတွေများပါတယ်အဲ့တော့အဆင်ပြေပါတယ်ပေါ့ဟုတ်ကဲ့ပါ ဒီဘောလုံးနဲ့ပတ်သက်ပြီးတော့အခုဖြတ်တန်းလာခဲ့တာဖြတ်တန်းလာခဲ့တာဆိုအခုလက်ရှိအချိန်ထိဆိုရင်ဘယ်လောက်ရှိသွားပြီလဲကိုကျွန်တော်2004ခုနှစ်မှာကျွန်တော်အားကစားသိပ္ပံကိုစပြီးတော့ဘောလုံးပညာကိုသင်ယူလေ့လာခဲ့ရတာပေါ့နော်2009လောက်ထိဒီမန္တလေးအားကစားသိပ္ပံမှာကျွန်တော်ပညာလေ့လာသင်ယူခွင့်ရခဲ့တယ် professional စကစားတဲ့2009ကနေအခုချိန်အထိဆိုတော့16နှစ်ရှိပြီပေါ့နော်ဘောလုံးစတင်ယူခဲ့ရတာ2004 2004 10 10ဆယ်နှစ်နှစ်ခုလောက်ရှိပြီဟုတ်မိဘတွေဘာတွေကရောအဲ့လိုမျိုးဘယ်လိုမျိုး sporting ပေးလဲဟိုလမ်းကြောင်းကိုရောက်ဖို့အတွက်ကိုဘယ်လိုမျိုးရှောက်လန်းခဲ့တာလဲပေါ့နော်အဲ့ဒါလေးလည်းတစ်ချက်ပြောပြပါအောင်မိဘတွေကအားပေးလာဆိုတော့ အပေးရတယ်လို့ပဲပြောပါပေါ့။ဟိုတို့ဘာတို့ကတော့ပြောပြတယ်၊လမ်းညွှန်ပေးတယ်၊တင်ပြပေးတယ်။အဖေဆိုလည်းဟုတ်ကဲ့ကျွန်တော်ပွဲတွေဒီရွာပွဲတွေကဆက်လိုက်ကြည့်ဖြစ်ပေးတာများတယ်။ဦးလေးတွေဆိုလည်းအဲ့လိုပဲဘလို့ချိုးဘလို့ခောက်ဘယ်နေရာလေးမှာဘလို့ကစားဆိုတဲ့အရာကိုပတ်မှုပေးကြတာများပါတယ်ကျွန်တော်မိသားစုကတော့ဘောလုံးသမားဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့စိတ်ကအဲ့လိုငယ်ငယ်လေးတည်းကရှိခဲ့တာပေါ့။ ဒီကျွန်တော်တို့ကံလဲကောင်းတာလဲပါမလို့ကျွန်တော်တို့ဒီကျွန်တော်တို့ရွာလေးမှာပေါ့နော်ကလေးဘွားရွာဆရာတယောက်ဆိုရယ်ဆရာဦးအောင်ကျော်ဆိုတော့သူရဲ့လေ့ကျင့်မှုအောက်မှာဒီလေရွေးစင်ကစားသမားကြီးအဲ့တော့ကျွန်တော်ရဲ့ senior ကစားသမားကြီးဖြစ်တဲ့ကိုစောထအောင်တို့ဒီကိုစောလင်းထွန်းကအာငါတန်လဲတနေ့ကျရင်ဒီအကိုလေးလိုလေရွေးစင်ကစားသမားကြီးဖြစ်အောင်တော့ကြိုးစားမယ်အဲဒါကျွန်တော်ဘယ်လိုပြောမလဲ မြင်ဆရာမြင်ဆရာတွေပေါ့ဒီဒီအကိုတွေဆင်းနေရတယ်ဘလုံးကဖြစ်စီအဲဖြစ်ချင်တဲ့ဆန္ဒတွေကိုသူတို့ကပြပေးခဲ့တဲ့ဆရာတွေတချို့ကြောင့်လည်းအဲ့လိုတော်ပေးမဲ့လည်းဟိုဘလုံးကမဖြစ်ခဲ့ဘူးပေါ့နော်တခြားဟို career တွေကိုတွားကြတာ ਉਹ ဆိုတော့အကိုအဲ့လိုမျိုးဖြစ်ဖို့အတွက်ကိုဘယ်လိုမျိုးကြိုးစားခဲ့ရတာလဲဆိုတာအနေငယ်တော့ပြောပြပါလားကိုဒီအာသာတိတ်ပံစပီးတက်ပြီးဆိုကြတဲ့နေ့တူပါပေါ့နော်ကိုကိုပြန်ပြီးတော့တုံးတက်တယ်ပေါ့နော်ငါဘာလိုအပ်လဲအဲဆရာတွေညွှန်ကြားတဲ့အချိန်မှာ ကျွန်တော်ကျောင်းသားတက်တဲ့တိုင်ချိုတိုင်ဘလောက်ထိုး30တဲ့တိုင်30ထိုးဆိုတော့ကျွန်တော်ထိုးတော့30 20လောက်ရဘူးလားအဲ့လိုမျိုးထိုးတာလေးလာတော့တော်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 ပေးချက်လိုက်တော့မြင်တိုင်ထိုးရေးတည်သွားငါမှုပဲလိမ့်မယ်အဲ့လိုအဲ့လိုအခြေအနေကဘယ်လိုမျိုးခက်ခဲတော့မဟုတ်ဘူးနော်ကိုကတော့ခံယူတော့ငါဒါဘာလို့မလုပ်နိုင်ရတာလဲဘယ်သူမှဘာမှအပြစ်မပြောဘဲနဲ့ကိုကကိုပဲပြန်ပြီးတိဆောက်တယ်ကိုရအားနဲ့ချက်ကိုအရောက်အောင်သွားမယ်ဆိုတော့ ုံစံမျိုးနဲ့ပဲစူးစမ်းခဲ့တယ်ပေါ့အဲ့လိုပဲအခါသာသိပ္ပံဆရာတောက်ကပဲကျွန်တော်သူပြစ်လိုက်တဲ့ပုဂံများပြန်ပြေးလို့မမိမမိတော့တော့ပြောလဲဆိုတော့အမင်းပြေးနေရတယ်မိန်းကလေးအတင်းကအပြေးတော့တော့မမမြန်ဘူးပေါ့နော်ကျွန်တော်အဲ့လိုမျိုးဆရာပြောခဲ့တာအာဟုတ်လားပေါ့ဘယ်လိုအဲ့လိုပဲအဲ့လိုနေသလားပေါ့ကျွန်တော်ကလည်းထားပြီးအမကွင်းကို စပြီးကျွန်တော်စပြီးရပြေးလာတပတ်တည်းတပတ်တရက်တည်းတနေ့နဲ့တနေ့စူးစမ်းခဲ့တယ်ဒါတော့ဒီကိုကျိုးကျွန်တော်စူးစမ်းခဲ့ရတဲ့ဒီအာသာသိပ္ပံမန္တလေးကကျွန်တော်စူးစမ်းခဲ့တဲ့အချိန်တွေပေါ့ကျွန်တော်ဒီ professional ပြောင်းလာတယ် first first တင်းမှာဒီ CIA ရှင်မီမှာလာအဲ့လိုပဲကျွန်တော်ပထမဆုံးကထုတ်တုံတယ်အဆင်မပြေခဲ့ဘူးခဏလေးနဲ့လူချင်းခံရတယ်ကျွန်တော်စိတ်ပြက်သွားဘူးဘာလို့ဆိုတော့ဒါကျွန်တော်ဒီလောက်နဲ့ဂျင်းနားမဲ့အနေထားလည်းမဟုတ်ဘူးကိုညံ့လို့ထုတ်ခံရတယ်အဲ့တော့ကိုဒီထက်ပို့ပြီးတော့ဘယ်လောက်စူးစမ်းရမလဲ ကျွန်တော်အဲ့ရနေအခုချက်ချင်းထထုတ်တယ်ကျွန်တော်အိုက်ခွင်းနဲ့မတော့ကျွန်တော်အိုက်ခွင်းဒီဒရစီရောမှာ YouTube မှာတခုပဲပြောပြအောင်တိုက်ထိုးတယ်ပယ်ရိုက်တယ်အဲ့ချက်ပါပဲကြက်ခံမှုကိုကိုတိုးတက်အောင်လုပ်ခဲ့ရတယ်ပေါ့နော် sorry နဲ့လာမသိဘူးအဲ့လိုမျိုးအာရှချေစပွဲမှာလည်းကန်ခဲ့တယ်6ခုတို့ကိုလည်းရှုံးကုန်တယ်ပေါ့ကျွန်တော်ကနေ့ဘယ်နှခေါက်ပြေးလဲ အဲ့ထက်က6ဆအလုပ်အလုပ်ပူလောက်အောင်လုပ်ခဲ့တာပဲအဲ့လိုမျိုးလဲဟိုခံယူပြီးတော့စူးစမ်းခဲ့တယ်ဒါတော့ဒီအခုသိချင်တဲ့ကျွန်တော်ဘောလုံးဘောလုံးစူးစမ်းခဲ့တယ်ဆိုတဲ့အရာလေးတဲ့အချို့စိတ်ပိုင်းလေးပေါ့ဟုတ်ကဲ့ ဇေယျရွှေမြည်နဲ့စတဲ့အချိန်မှာကိုဘယ်လောက်ရှိသွားလဲအသက်ဆို78 78လောက်ဟုတ်ကဲ့78လောက်ပဲရှိမှာဟုတ်ကဲ့လေယူစင်ကပပါပြီလားကို79နှစ်မှာစပါ2017မှာလားမသိစပါပဲလေယူစင်ဟုတ်ကဲ့ဒီမြန်မာနိုင်ငံတည်းပေါ့နော်တည်းဟိုချက်အတင်းချစီကိုဝှက်ပြီးတော့ကန်ရပြီဆိုတဲ့အချိန်မှာဘောစိတ်ကန်စားမှုကဘယ်လိုလဲကိုရဲ့ကိုမှရှိတဲ့အားတွေအကုန်လုံးဘယ်လိုမျိုးဟိုပေးဆက်ပြီးတော့စော့လဲပေါ့နော်တည်းချက်ကတော့ဒီနိုင်ငံနဲ့တချင်းဆိုတဲ့အချိန်မှာ အဲ့ဒီချိန်ကတော့ကိုယ့်ရဲ့အကောင်းဆုံး feel လဲမယ်တပတ်အတင်းရဘယ်သူပဲဝါဆိုတာကျွန်တော်တို့ကိုမဆိုင်တော့ကိုယ်မှရှိတဲ့ခွန်အားကိုယ်မှရှိတဲ့အရေးချင်းကိုအကောင်းဆုံးလှုပ်ဆောင်နိုင်ဖို့ပဲကျွန်တော်တို့ကဆုံးဖြတ်ထားတယ်တပတ်အတင်းကအရင်ကောင်းတဲ့ပုံမှာလည်းကျွန်တော်တို့ဘာမှ pressure မရှိဘူးကိုလုံးနိုင်ဆောင်ပဲကျွန်တော်တို့အကောင်းဆုံးလုပ်ခဲ့တယ်စိတ်လှုပ်ရှားဆုံးအချိန်ကဒီမြန်မာလေရှင်အင်ကြီးဝင်ပြီးတော့ဒီနိုင်ငံတော်သချင်းဆိုရတဲ့အချိန်ကတော့သိခံစားမှုအကောင်းဆုံးအချိန်ပါဟုတ်ကဲ့ ဒီလိပ်ပင်းစင်သေးနေဆိုရင်အခုပြန်တွေးလိုက်တိုင်းဝမ်းနေစရာမျိုးနားကျင်စရာမျိုးဆိုဘယ်ပွဲတွေဖြစ်မလဲကိုရှုံးတဲ့ပွဲဆိုကျွန်တော်ရှုံးတဲ့ပွဲတည်းဝမ်းနေတယ်ရှုံးတဲ့ပွဲတည်းမရှိတင်ငယ်ဖြစ်တယ်ဘလုံးကပြောရတာခက်တယ်ကိုဖြစ်စင်တိုင်းဖြစ်လို့မရတူတဲ့တယောက်တည်းနေရောက်၃ရောက်တဲ့ကောင်းတယ်လို့မရမမရရဒီကျွန်တော်အင်ရှင်စီ2013စီးခဲ့မှာဒီအင်ဒိုနီးရှားကိုကျွန်တော်ရှုံးသွားတဲ့ပွဲပေါ့နော်အဲအဲ့လိုပွဲမျိုးတွေဆိုရင် ဒီဘဝမှာနောင်တရတော့နောင်လာရတော့ပွဲလို့ပဲပြောမှာဒီကိုအင်ရှင်မှာလည်းဖြစ်တယ်ဒီအောင်မြင်တစ်ခုကိုစားလောင်နေတဲ့အချိန်မှာအမေကဲလိုက်ပေါ့နော်ကျွန်တော်မမိရတော့ဒီစင်ကာပူဘောင်းဘလောက်လဲတော့မသိစနစ်လောက်ဖြစ်မယ်ဆူဇီကြီးကမှလည်းမသိအဲစင်ကာပူကိုပြရှုံးနေတဲ့ဘွဲတွေတို့ပါဆိုအဲ့လိုချိန်နေအဲ့လိုဘွဲတွေမျိုးဆိုရင်တော့တော်တော်လေးကိုအဆင်မပြေတဲ့ရက်တွေဖြစ်ပါတော့ ဒါရှုံးရင်ဒါကျွန်တော်သင်ခန်းစာပဲကျွန်တော်ကယူအောင်ဒီတစ်ပွဲမရရင်နောက်တစ်ပွဲဆိုတဲ့ပုံစံမျိုးနဲ့ပဲဆက်ပြီးတော့ကြိုးစားခဲ့တယ်။မမရထင်တာအဲ့မမရတော့တညာလုံးတော့အိမ်မရခဲ့ဘူး။လက်ရွေးစင်ကစားသမားဖြစ်ပြီးနော်ပြိတ္တတွေကလည်းအားအားထားကြတယ်ချစ်ကြတယ်။ဒီမိုင်းချက်ကိုတကူတည်းထားပြီးကြိုးစားခဲ့လို့သူဖြစ်တဲ့အခါမှာပေါ့နော်။ကိုအဲ့အဲ့အဲ့ချိန်ကခံစားချက်ဆိုရောကိုကိုကြိုးစားသလောက်ကိုပြိတ္တကချစ်ပြီးတယ်။ဘယ်နေရာတော့တော့မျက်နှာပွင့်ရတယ်။ ပျော်ရွှင်ရတယ်ပေါ့နော်အဲ့တော့လေဂျေဇုတင်ပါတယ်ပေါ့နော်ကိုစူးစမ်းခဲ့ရတဲ့အတွက်ချင်းတတ်ပါတယ်ပေါ့ဟုတ်ကဲ့ဟုတ်ကဲ့